ဟိုကျွန်တော်ကလေကျွန်တော်တကယ်ကြိုက်မှာကိုကြောက်နေရကျွန်တော်တယောက်ယောက်ကိုတကယ်ကြိုက်လိုက်ရင်ပြတ်သွားရင်အဲ့တော့ကျွန်တော်တိတ်မကြိုက်ရဘူးအဲ့တော့တယောက်ကိုအခုသဘောကျပြီဆိုတော့ကျွန်တော်ကျွန်တော်မှကျွန်တော် Facebook မှာပဲ reality တွေပေးလိုက်သူ့ mind လေးတွေခိုးကြည့်လိုက်အဲ့လေဟိုဆက်စစ်ကြတဲ့လူတွေကဒီမှာဆက်စစ်လေးတွေအမှန်တမ်းပြောရင်ကိုသိန်းကလေကိုသိန်းကအဲ့လို bitch တွေကိုကြိုက်တယ်ငယ်တော့ကတော့အငါကောင်မလေးကပိန်ပိန်လေးနဲ့သဖြင့်ရှည်ရှည်လေးနဲ့တော့ဘာဖြစ်လဲညာတို့အဲ့လိုလေခလေးအတွေးလေးလေဒါပေမဲ့ကြီးလာတဲ့အခါကျတော့အဲ့လိုမျိုးဟို ်မိန်းကလေးတွေဆိုလို့ရှိရင်အဲ့လိုပြည့်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 လေးသဘောကျကြိုက်အကာကြီးကမှာကတော့ဒီဟာတာကားလေးထဲမှာမှာဟာတာမဟုတ်တော့ဗီလင်လေးတကောင်ပေါ့ကျော်ဒီရုပ်ရှင်လောကရဲ့အစဝင်လာပြီးတော့ကျွန်တော်နောက်ပိုင်းရုပ်ရှင်ကားကြီးတွေပေါ့နော်ကျွန်တော်ဦးစတီနဲ့စပြီးရိုက်ရတာပေါ့ စားရရတဲ့အချိန်ကနေစပြီးကျွန်တော်ကတကယ်တော့ကျွန်တော်ငငယ်လေးတွေကလည်းကျွန်တော်ကရုပ်ရှင်ချင်း villain event တွေကိုကျွန်တော်ပို့ကြိုက်တာအဲ့တော့အဲ့ဒီဟာတွေကိုကျွန်တော်ပို့ရိုက်ချင်တယ်အဲ့တော့ဦးစီးနဲ့တောက်လျှောက်ဆိုလို့ချင်းဦးစီးနဲ့ရထားဆို15ကားလောက်ရှိတယ်အဲ့ဒီမှာကျွန်တော်ကဟိုရဲဖြစ်လိုက်ရဲကတော့3-4ကားလောက်ပဲပေါ့နော်အဲ5ကားလောက်တော့ရှိမှထင်တယ်ပြီးရင်ကြံတဲ့တော်တော်များများကျွန်တော်ကတကယ်စိုးစိုးပေပေအဲ့လိုဘယ်လိုပြောမလဲ villain ဖြစ်လိုက် van ဖြစ်လိုက်အဲ့လိုအပေတီ အောက်တန်းသားလေးဖြစ်လိုက်အဲ့လိုဖြစ်နေတာအကြိုက်တယ်ကျွန်တော်အဲ့လိုမျိုးနေရထိုင်ရရတော့ပို့သဘောကျတယ်ဘာကြောင့်လဲအမို့အဲ့တင်လောက်ရပို့လွတ်လပ်လို့ဟိုကလေဟိုကကျတော့ကောင်းကောင်းမွန်မွန်ကျတော့ပရိသတ်ချက်အောင်တေးဥဆောင်ရတာဟုတ်အဲ့တော့အရန်ကျွန်တော်တို့စိတ်ပင်ပန်းတယ်ဟိုလေအတင်းလောက်ယူနေရတာဟိုကမျိုးကျတော့အပြင်မှာတော့မမရိုင်းပါဘူးဒါပေမဲ့ရုပ်ရှင်နဲ့ကင်မရာရှိရောက်ဝိုင်းအဲ့လိုမရိုင်းပြီဟေးဆိုရင်အဲ့လိုရုပ်ရှင်ထဲမှာလည်းအရင်တော့အဲ့လိုကျွန်တော်ရုပ်ရှင်ကြည့်လို့ရှင်လည်းအဲ့လိုဗီလိန်အားပြတာဟုတ် ဒီလိန်ကြိုက်တဲ့လူဆိုတော့အဲ့တော့သူတို့တွေရဲ့သေုပ်ဆောင်မှုတွေသူတို့စီကနေကျွန်တော်မြင်သားတွေ့သားတင်သားအဲ့လိုတင်သားတဲ့အရာတွေကကျွန်တော်စီမှာကျတော့ပို့ပြီးတော့များနေတာပေါ့များတော့အဲ့ဒီဟာကိုလည်းကျွန်တော်ပို့ပြီးသဘောကျတယ်ဘာကြီးအကရုပ်ချောချောလေးနဲ့ပေါ့ရုပ်ချောချောလေးနဲ့ဗီလင်လို့တော့မိုက်တာပေါ့ချောချောလေးပဲကြိုက်ရိုက်ခံနေပဲမြင်နေဖြစ်နေတယ်ကဖြစ်မှာပဲအဲ့ဒါလေအဲ့ဒါဇလန်းစံညွန်းနဲ့ဒရိုက်တာနဲ့ဆိုင်နေပြဗာလို့ဆိုတော့သူတို့ကကျွန်တော်ရဲ့အပြင်လက်တွေ့ဘဝကိုကြည့်ကြည့်ပြီးရေးနေတာ ဆိုတော့ကျွန်တော်ကအပြင်မှာနေမဟုတ်ရွှေရှင်းနေမှာပါအများနဲ့ကြံရစ်ဖြစ်နေတယ်။အပြင်မှာလည်းကြံရစ်။ကြံတယ်ဒီမှာလည်းကြံတာပဲ။ပို့ကြုံပြီးတော့စပွိုင်းလိုက်တာ။ကာကြီးကမှပဲကျွန်တော်ကြံရစ်တာပဲ။အာရုပ်ရှင်ကတော့ character ရပါတော့နော်။အပြင်မှာကျတော့တကယ်တမ်းပြောရင်ဒါကဟိုလေဘသူမပြုတ်မိမှုပဲ။ကိုကသာဟိုတရားရခိုင်နှုန်း100%ကြီးကောင်းမွန်နေမယ်။သူတို့ဖြစ်စေခြင်းတဲ့အတိုင်းကိုက live လုပ်နေမယ် live ဖြစ်နေမယ်ဆိုရင်တော့ကြံရစ်ဖြစ်စရာအကြောင်းတော့မရှိဘူးပေါ့နော်။လူတိုင်းကတော့ကျွန်တော်တို့တယောက်ချင်းစီမှာ ဟိုအတ္တကုသီရှိကြရလေကျွန်တော်ဒီလက်ချောင်းလက်ချောင်းလေးတောင်တစ်ချောင်းနဲ့တစ်ချောင်းမညီဘူးလေဆိုတော့တယောက်နဲ့တယောက်ကဆေးရောလာချင်း100%တိုက်ဆိုင်ဖို့ဆိုတော့မဖြစ်နိုင်ဘူးတစ်ခါတလေမှကိုဖြစ်ချင်တာတွေသူဖြစ်ချင်တာတွေအဲညှိလို့နိုင်လို့မရတဲ့အခါမှာအရင်ကြီးကြီးကောင်းကောင်းမွန်မွန်နဲ့ကြီးကြီးကင်ကင်လမ်းခွဲလိုက်တာကဟိုကောင်းတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ကျွန်တော်လက်ကံကောင်းပါတယ်ဟိုကျွန်တော်နဲ့ချစ်သူရည်သားဖြစ်ပြီးတော့အဲအကြောင်းချိုးချောင်းမတိုက်ဆိုင်လို့လမ်းခွဲသွားကြတဲ့သူတွေအကုန်လုံးကလည်းအခုချိန်ကြီးကြီးကင်ကင်ဟိုမိတ်ဆွေတငယ်ချင်းပေါင်းနှမတွေလိုပဲကျွန်တော်တို့ကအခုချိန်ကြီး ကျွန်တော်လည်းသူတို့ဒုက္ခမပေးသူတို့လည်းကျွန်တော်ကိုဒီမှာဒုက္ခမပေးဘူးဟုတ်တယ်ကြိုက်တယ်လို့ဆိုရင်တော့သူတို့ရဲ့ပုံစံကိုဇင်းတဲ့ပုံစံတိုင်းနေပြီးနိုင်ပါဘူး။အဲမဟုတ်မဟုတ်ကျွန်တော်ကလေကျွန်တော်တကယ်ကြိုက်မှာကိုကြောက်နေရကျွန်တော်တယောက်ယောက်ကိုတကယ်ကြိုက်လိုက်ရင်ပြတ်သွားရင်အဲ့တော့ကျွန်တော်တိတ်မကြိုက်ရဘူး။အဲ့တော့တယောက်ကိုအခုသဘောကျပြီဆိုတော့ကျွန်တော်ကျွန်တော်မှကျွန်တော် Facebook မှာပဲ reality တွေပေးလိုက်သူ့ mind လေးတွေခိုးကြည့်လိုက်အလေအဲ့လိုလေးနေတော့တယ်။ကောင်းပါတယ်တစ်ဖက်သက်တစ်ဖက်သက်အချက်ကလေတကယ်တမ်းပြောရင်ဟိုအားမလို့အားမရတော့ဖြစ်ရတာပေါ့နော်ဒါပေမဲ့တယောက်တည်းချစ်နေရတာပိုကောင်းတယ်။ နှစ်ယောက်ချစ်တဲ့ဟာမှအခက်မသိရင်ရံဖြစ်တာကြီးစကားများတာကြီးနဲ့နှစ်ယောက်စလုံးစိတ်ဆင်းရဲရမှာလေတခါလေကိုယ့်ရဲ့အချိုးမပြေတဲ့အပြောဆိုတွေလောက်ရတဲ့ကြောင့်လေသူများသားသမီးကစိတ်ဒုက္ခရောက်အောင်ဆိုတော့တယောက်တည်းချစ်နေရဖို့ကောင်းတယ်တိတ်တိတ်ကလေးတော့ပြသေးပြရရှိရှိအများကြီးပဲအများကြီးပဲအများကြီးအများကြီးကျွန်တော်အဲ့လိုကောင်းပိုးလေးယောက်ျားလေးယောက်ျားလေးဖြစ်တဲ့အတွက် ကောင်းမလေးချောချောလေးမြင်တော့ဒါသဘောကျတာတဘာဝပဲလေဆိုတော့ကျွန်တော်မလိမ်ဘူးမငင်းဟိုကျွန်တော်သဘောကျတဲ့ကောင်းမလေးအများကြီးရှိရဲဒီလိုပဲသဘောကျတာချောချောတယ်လှတယ်ပေါ့အဲ့လိုမျိုးလေးသဘောကျတယ် အပြင်လူတွေလည်းရှိပါတယ်ဒီလောကထဲမှာကြတော့လေကိုငငယ်အမှကွာကိုသဘောကျခဲ့တဲ့မင်းသမီးတွေရှိမယ်ကိုနဲ့ရွယ်လူလည်းရှိမယ်ကိုထက်တကြီးရဲ့လူလည်းရှိမယ်အခုနောက်တက်တီထဲမှာဆိုလို့ရှိရင်လေကိုသဘောကျတဲ့ဟိုသဘောကျတယ်ဆိုတာကကွာကိုလိုမျိုးချစ်သူရည်စားလိုမျိုးရည်စားဖြစ်ပြီးတွဲကျင်တာမျိုးမဟုတ်ဘူးကွာသူ့ရဲ့ချောတဲ့လှတဲ့ပုံစံလေးသူ့ရဲ့အနေထိုင်ပြောဆိုလေးကိုသဘောကျတာမျိုးကွာအဲ့လိုမျိုးကတော့အများကြီးပဲကွာဆက်စစ်ကြတဲ့လူသဘောကျမင်းကဆက်စစ်ရေးလို့အမှန်တမ်းပြောရင်ကိုသိန်းကလေကိုသိန်းကအဲ့လို beach တွေကိုကြိုက် ကြိုက်တယ်ငငယ်တော့ကတော့ဟုတ်တယ်ငငယ်တော့ကတော့အဲ့လိုလေအဟိုကြက်မပြည့်တဲ့အတွေးလို့ပဲပြောရမှာပေါ့နော်ငငယ်တော့ကတော့ငါးကောင်မလေးကပိန်ပိန်လေးနဲ့သဖြင့်ရှီရှီလေးနဲ့တော့ဘာဖြစ်လဲညာတို့အဲ့လိုလေခလေးအတွေးလေးလေဒါပေမဲ့ကြီးလာတဲ့ခါကျတော့အဲ့လိုမျိုးဟိုမိန်းကလေးတွေဆိုလို့ရှိရင်အဲ့လိုပြည့်ပြည့်ဖြူဖြူလေးတော့ကြိုက်ကြိုက်ချစ်စရာလေးရှိတာပေါ့အများကြီးပဲလူသိရတယ်ရောမသိရတယ်ရှိတယ် အဲတကယ်တမ်းကလေကျွန်တော်တည်တည်ချာချာနှစ်တည်းအကြာကြီးနှစ်တည်းအကြာကြီးတကယ်တွဲပြီးတော့ပြတ်သွားတာဆိုလို့၄ရောက်ပေါ့၄ရောက်၄ရောက်ကျွန်တော်ပရမောဆုံးတယောက်နဲ့ကပရမောဆုံးတယောက်နဲ့ကကျွန်တော်၃နှစ်ခွဲနောက်တယောက်ကနောက်တယောက်က၃နှစ်နဲ့9လအဲနောက်တယောက်က2နှစ်အဲနောက်ဆုံးတယောက်က6နှစ်ခွဲချစ်လို့မမှတ်မိတာ ဒီ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 မှန်ပါအဲ့လိုလည်းလို့မဟုတ်ပါဘူးသူတို့တွေကကိုယ့်ဘောမှာကောင်းခဲ့တဲ့အရာတွေကောင်းပေးခဲ့တဲ့အရာတွေအများကြီးရှိတယ်ဆိုတော့ကိုယ့်ဘောမှာကောင်းတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ memory မှတ်ထားတဲ့သဘောပါအဲ့လေးကမဘူးအချစ်ဆုံးကိုကူကိုချစ်တယ်ဟုတ်တယ်လေကျွန်တော်ကျွန်တော်ဒီကိုကူကိုပို့ချစ်ပြီးတော့အဲတချို့အရာတွေမှာအတ္တကြီးခဲ့လို့သူတို့နဲ့ကျွန်တော်လမ်းခွဲသွားတာလေတကယ်လို့သာကိုထက်သူတို့ကိုချစ်ခဲ့မယ်သူတို့အလိုအတိုင်းကြကျွန်တော်အကုန်နေပေးခဲ့မယ်ဆိုရင်တော့အခုချိန်ထိသူတို့နဲ့ကျွန်တော်မပြတ်ဘူးပေါ့ ကျွန်တော်ကဘယ်သူနဲ့ပဲကွက်ကွက်ခံစားရတယ်။ဘာလို့လဲ။အချစ်တွဲနေတဲ့အချိန်မှာဗျာ။ချစ်နေတဲ့အချိန်မှာနှစ်ယောက်စလုံးတဲကိုတယောက်ရမ်းချစ်ခဲ့ကြရတော့လေ။အဲ့လိုပြတ်သွားတဲ့အချိန်မှာလေ။နှစ်ယောက်စလုံးခံစားရတာပဲနော်။တယောက်မှတယောက်တွဲခဲ့တာ။ဟုတ်တယ်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 ။တယောက်မှတယောက်တွဲတယ်။ဟုတ်ဂျားထဲမှာတော့ကျွန်တော်အဲ့လိုကိုကမီယောမတော်တဆထားပြီးလိုက်ရရာလေးတော့ရှိတာပေါ့ဒါပေမဲ့အဲ့ဒါတွေကလည်းကျွန်တော်ကိုယ်တိုင်ဖွင့်ပြောပြီးကျွန်တော်ကိုယ်တိုင်ပဲတောင်းပန်ခဲ့တာဟိုကျွန်တော်ကိုယ်တိုင်လည်းပြန်ဆင်ပေးဖို့ကြိုးစားခဲ့တာကျွန်တော်မှတတ်မှတ်ထားတဲ့အရာတစ်ခုပဲရှိရယ်ကျွန်တော်မိတ်ဆွေတငယ်ချင်းချင်းချင်း အဆင်မပြေဖြစ်တာပဲဖြစ်ဖြစ်သမီးသားချင်းချင်းစကားများကြီးပြတ်ကြတာပဲဖြစ်ဖြစ်မိသားစုနဲ့အဆင်မပြေတာဖြစ်ဖြစ်အရာအလုံးကျွန်တော်မှားပဲဘာလို့ဆိုတော့ကျွန်တော်သာအချိုးပြပြနေခဲ့မယ်သူတို့နဲ့အဆင်ပြေအောင်နေမယ်ဆိုရင်သူတို့နဲ့ပြဿနာဖြစ်စရာလမ်းခွဲစရာအကြောင်းမရှိဘူးလေကျွန်တော်ကတော့အဲ့လိုပဲကျွန်တော်ဟိုဘယ်အောင်ဆိုဘယ်သူမျိုးမီးမှုပဲကျွန်တော်ရဲ့မကောင်းတဲ့အချင်းကကျွန်တော်တခုဖြစ်ပြီဆိုကျွန်တော်ကအဲ့လိုတယောက်တည်းနေတတ်တဲ့အချင်းရှိတယ်ပြီးရင်ကျွန်တော်ကအဲ့လိုမန်ဒေဘရီဒေါခဏခဏဖြစ်တယ်ဖြစ်တဲ့အခါကျရင်လည်းကျွန်တော်ကဘယ်သူနဲ့မှမတွေ့တော့ဘူးစကားမပြောတော့ဘူးပြီးရင်ပတ်ဝန်းကျင်နဲ့လည်းကျွန်တော်ကအဆင်မပြေတော့ဘူး ကျွန်တော်ရဲ့စိတ်ပိုင်းဆိုင်ရာတော်တော်အဆင်မပြေတဲ့အရာပေါ့နော်အဲ့ဒါကလည်းမကောင်းမကောင်းမှန်းလည်းသိရဒါပေမဲ့အဲ့ဒါခဏခဏဖြစ်တယ်ဒါပေမဲ့အခုတော့တဖြည်းဖြည်းချင်းပြုတ်ပြင်နေပါအသက်ကြီးပြီဆိုတော့လေကိုယ်ပြုတ်ပြင်မယ်ဆုံးမမယ်လူကြီးလေအသက်ကြီးပြီဆိုတော့တို့အားနာအဲ့လိုဖြစ်နေတာကျွန်တော်မကောင်းတဲ့အကျင့်လက်ရှိကတော့ကျွန်တော်ကိုယ့်လက်ကိုပဲတွဲထားတယ်လက်ရှိကတော့ဟုတ်တယ်ဟောဆိုလေကျွန်တော်ခဏခဏကိုယ်ရတာများတော့လေဒီကအပအိုလေးအချိန်မမီနိုင်ဘူးဖြစ် တစ်ခုနဲ့တစ်ခုကြားထဲမှာအသေးကွဲလို့မပြီးသေးဘူးနောက်တစ်ယောက်ထားပြီးနောက်တစ်ယောက်ထပ်ပြက်ပြီးထက်ကွဲဝါထက်ကွဲဝါအာအဲ့မှာရှုပ်နေတယောက်တည်းရှုပ်နေအဲ့လိုဖြစ်နေတော့မှနေရတော့မဟုတ်ပါဘူးကျွန်တော်ကလောလောဆယ်လေးအမှန်တကယ်ကျွန်တော်အသက်ကတော်တော်ဗတ်နေတာတော်တော်အသက်ကြီးနေပြီဆိုတော့ကျွန်တော်ဘာပြောအဲပြီးတော့အလုတ်ပေါ့နော်အလုတ်ကလည်းကျွန်တော်အခုမှအလုတ်လေးနည်းနည်းပါးပါးလှုပ်လာရတဲ့အချိန်ဆိုတော့ကျွန်တော်အဓိကတော့အလုတ်လေးနည်းနည်းရှုပ်နေရလဲပါဘူးနော်ပြီးတော့ဟိုမိသားစုကတက်ကြီးပြီလားဖေမေကလေကျွန်တော် တကယ်တမ်းပြောကျွန်တော်တချင်းနဲ့ရုပ်ရှင်ဒီနှစ်ခုပေါင်းပေါ့အနည်းဆုံးရလောက်ရတာပေါ့အနည်း20လောက်ဖြစ်နေဆိုတော့ဒီအနည်း20အတွင်းမှာကျွန်တော်တန်ကိုအိမ်ရမိသားစုကတော်တော်သိခံပြီးတော့နေပေးထားရတာဆိုတော့ကျွန်တော်အခုချိန်မှာဘာပြောမိသားစုကိုပြန်ပြီးတော့တည်တည်ချာချာ view ဆိုင်ရမယ့်အချိန်ပြန်ရောက်နေပြီဘာလို့ကျွန်တော်လည်းအသက်ကြီးသလိုကျွန်တော်မိဘကလည်းအသက်ကြီးလာပြီ